၃ရက်အကြာအိမ်ခံပွဲမှာဆန်းညက်ညက်ထားတဲ့အန်နာကအရာရှိရဲ့ဇနီးဝင်ပေါက်စီရှောက်လာခဲ့တယ်။ဒါပေမဲ့မက်စ်က သူမရဲ့လမ်းကိုပိတ်ရက်လိုက်တယ်။သူတို့ရုံရင်းဆန်ခတ်ဖြစ်နေတုန်းအန်နာရဲ့ခေါင်းပေါ်ကဆန်းညက်မြေပေါ်ပြုတ်ကျသွားခဲ့တယ်။လူတိုင်းကဒါကိုမြင်ပြီးအန်နာဟာတကယ်ပဲအရာရှိရဲ့ဇနီးဟုတ်မဟုတ်အမျိုးမျိုးခံမှန်းပြောဆိုကြတယ်။အဲ့ဒီအချိန်မှာလော်ယာကဆန်ညက်ကိုကြောက်ယူပြီးအန်နာကမက်စ်ကိုမြှုပ်ဆွဲဖို့ဆန်ညက်အတူလုပ်ခဲ့တာပါလို့ဆွဆွဲခဲ့တယ်။သူမကအန်နာကိုအဲ့ခံပွဲကနေမောင်းထုတ်ဖို့ကြိုးစားခဲ့တယ် အန်နာကဆက်ညက်ကိုပြန်ယူပြီးသူ့အရာရှိရဲ့ဇနီးဖြစ်ကြောင်းခိုင်မာစွာပြောခဲ့တယ်။မက်စ်ဒေါသထွက်သွားခဲ့တယ်။သူကအန်နာကိုထက်ရိုက်ပြီးလော်ယာကိုဆက်ညက်ကိုဖျက်ဆီးခိုင်းခဲ့တယ်။ဒန်နီယယ်နဲ့ကလေးတို့ဧကန်ပွဲစီလာနေပြီဆိုတာသူတို့မသိခဲ့ကြဘူး။ဒီအချိန်မှာတော့မက်စ်ကအန်နာကိုသူ့ရဲ့ဒုတိယဇနီးဖြစ်စေဖို့အကြံမလျှော့သေးဘူး။အန်နာကမက်စ်ရဲ့ရည်ရွယ်ချက်ကိုချက်ချင်းညင်ခဲ့တယ်။သူမကသူ့နဲ့ဘယ်တော့မှပြန်မပေါင်းနိုင်ဘူးဆိုတာရှင်းရှင်းလင်းလင်းပြောခဲ့တယ်။ သူမကအခုဒန်နီယယ်နဲ့အရန်ပျော်ရွှင်နေတယ်လို့ပြောခဲ့တယ်။မတ်စ်ကသူမကခေါင်းမာနေတာလို့ထင်ခဲ့တယ်။ဒါကြောင့်သူမတကယ်ပြောတာလားဆိုတာတသက်ပြဖို့ဗီဒီယိုဖွင့်ဖို့အန်နာကအကြံပြုခဲ့တယ်။ဒါကြောင့်မတ်စ်ကအန်နာကိုအပေါ်ထက်ဆွဲခေါ်သွားပြီးဗီဒီယိုဖွင့်ပြခဲ့တယ်။ဒါပေမဲ့ဗီဒီယိုတွေကအမျိုးသမီးလက်ကြည့်လိုက်တဲ့အခါအန်နာမဟုတ်ခဲ့ဘူး။အန်နာကအစကအမျိုးသမီးကဒန်နီယယ်ရဲ့အမတ်ပါလို့ရှင်းပြခဲ့တယ်။ဒါပေမဲ့မတ်စ်ကစက်ကြည့်ဖို့စိတ်မရှိခဲ့ဘူး။ သူကအန်နာကိုခုခံတာရက်ပြီးသူ့ရဲ့ဒုတိယဇနီးဖြစ်ဖို့မင်္ဂလာစာချုပ်ကိုနာခံစွာလက်မှတ်ထိုးဖို့ပြောခဲ့တယ်။အန်နာကစာချုပ်ကိုအဲ့ဒီနေရာမှာပဲဆွဲဖြဲပြစ်လိုက်တယ်။ဒါကိုမြင်တော့မတ်ကသူ့မကိုသင်ကန်းစာပေးဖို့ကြိုးစားခဲ့တယ်။အဲ့ဒီအချိန်မှာဒဲနီယယ်တကားကနေဝင်လာခဲ့တယ်။အန်နာကတကယ်ပဲအရာရှိရဲ့ဇနီးဖြစ်နေတာကိုမတ်ကတုံ့လောက်သွားခဲ့ပါတော့တယ်။